Happy birthday Mesu Mesu ကျမပါလေ Mesu နိုင်ငံတော်အတိုင်းမင်္ဂပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်မြောက်မွေးနေ့နဲ့အထိမ်းအမှတ်လှုပ်ရှားမှုတွေကိုမြန်မာပါဝင်ကမ္ဘာနိုင်ငံအသီးသီးမှရောက်ရှိနေကြတဲ့မြန်မာပြည်သူတွေကကျင်းပဖို့ပြင်ဆင်နေကြပါတယ်။အနာသိန်းစကောင်စီရဲ့အကျဉ်းထောင်ထဲမှာအကျဉ်းချခံထားတဲ့နိုင်ငံတော်အတိုင်းမင်္ဂပုတ်ကို2025ခုနှစ်ဇွန်လ19ရက်နေ့မှာတော့ အသက်80ပြည့်မှာဖြစ်ပါတယ်။တချို့နိုင်ငံတွေမှာတော့မွေးနေ့ပွဲကိုကြိုတင်ကျင်းပနေကြတာလည်းတွေ့ရပါတယ်။တဲ့တဲ့ပြောလို့ရင်မွေးနေ့နာနီးလာတယ်။ဒါဒီမို့မွေးနေ့ရောက်ပြီဆိုတော့ချင်းဟာမေစုကျမ်းမာပါစေမေစုမြန်ဆုံးရှုံးတော်ဘွားလွတ်မြောက်ပါစေ။စားကြီးပြန်ပေါ့နော် Happy birthday Happy everybody ပါမေစုဆိုတဲ့ဟာမျိုးတွေပြီးရင်ပြီးတော့ရောဆိုတဲ့ဟာမျိုးအငယ်တို့မလို့ရင်ဟုတ် သူတွေတောင်းပြီးတော့ပြီးပြီးတော့ထိုင်နေလို့ပြောင်းအားလုံးစုပေါင်းပြီးတိုင်ပေါ်ဝင်มาရမယ်ဆိုရင်အခုတခြားလုံးနဲ့အင်္ဂလိပ်ပြောရဲဒီလူတွေအကုန်လုံးကတည်ကြတော့ပြီအင်္ဂလိပ်နိုင်မှလုပ်မယ်လို့ဒီပဲရည်ဒီကိုလေအင်္ဂလိပ်ဘေးကမှလုပ်တဲ့ဒီဒီမေစုရှိစေပြီးမူနေကြရင်အဲ့ဒီ message တွေမူကပေးဖို့အတွက်ကိုတော့အရင်လို့ပြင်ထင်ထားတယ်ပေါ့နော် ဂျပန်နိုင်ငံမှာလည်းဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပသွားဖို့ရှိနေတယ်လို့ဂျပန်ရောက်မြန်မာရေလှုပ်ရှားနေသူတဦးကပြောပါတယ်ဒီပွဲမှာတော့တက်ရောက်လာမဲ့သူတွေကိုဝင်ကြီးလက်မှတ်အနေနဲ့ငွေကြေးကောက်ခံသွားမှာဖြစ်ပြီးဒီငွေကြေးတွေကိုမြန်မာနိုင်ငံအတွင်းကစစ်ပေးရှောင်းနေတဲ့ကလေးငယ်တွေပညာရေးအတွက်ပြန်လည်လှူဒန်းသွားဖို့စီစဉ်ထားကြောင်းပြောပါတယ်အသက်ရွယ်ကလည်းကြီးပြီဖြစ်တဲ့အတွက်ကျန်းမာရေးအခြေအနေကိုလည်းမသိရှိရတဲ့အတွက်လွန်စွာစိုးရိမ်မိပါတယ် ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အစိုးရဒီအနေနဲ့သူမနဲ့အတူ မတရားဖမ်းသီးချုံနှောင်ထားသောနိုင်ငံရေးအကြီးအကဲအလုံးအမြန်ဆုံးလွတ်မြောက်ရေးအတွက်ပြင်းထန်ထိရောက်တဲ့ဖိအားတွေအေးအေးယူမှုအပြစ်ပေးမှုတွေကိုလုံဆောင်စေခြင်းပါတယ်တောင်ကိုရီးယားနိုင်ငံမှာလည်းဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့လှုပ်ရှားမှုတွေလုပ်ဖို့ရှိနေတယ်လို့တောင်ကိုရီးယားနိုင်ငံမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်အတွင်ရင်မူကိုကျော်ဆန်းကပြောပါရယ် ဒါအပြင်ကနေဒါနိုင်ငံဗြိတိရှားကိုလံဘီယာပြည်နယ်ဗန်ကူဘာမြို့အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့တောင်ကိုရီးယားနိုင်ငံဆိုးမြို့တို့မှာလည်းဒေါအောင်ဆန်းစုကြည်မွေးနေ့အကျိုးအထိမ်းမှတ်ပွဲတွေနဲ့လှုပ်ရှားမှုတွေကျင်းပပြုလုပ်နေပြီဖြစ်ပါတယ်။ထားနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ရွှေပြောင်းလှုပ်သားတွေကလည်းဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းမှတ်ပွဲတွေကျင်းပပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ ဒီပားနိုင်ငံတွေမှာဒါမကပဲပြည်ရဲမှာလည်းရန်ကုန်မန္တလေးလိုမြို့ပြတွေဘောကပြည်သူတွေအပါအဝင်တော်လင်ကြီးတပ်ဖွဲ့တွေနဲ့ကျေးလက်တွေမှာလည်းကျင်းပသွားဖို့ရှိနေတယ်လို့သိရပါတယ်။ကျွန်တော်တို့မြေတောင်စမ်းသူကြီးကိုမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့ကျမ်းမာရေးစိတ်ပူရတာပေါ့နော်အသက်ရွယ်ကြီးပြီဆိုတော့ဟိုနောက်အပြင်းနယ်လည်းဆက်သွယ်မရဘူးနော်ပြီးခဲ့တဲ့ဒီတောင်စမ်းသူကြီးဒီတာဝန်ယူခဲ့တဲ့9နှစ်မှာလည်းကျွန်တော်တိုင်းပြည်ကပြောင်းလဲတွေအများကြီးဖြစ်ခဲ့တယ်နော် တခါဘယ်တော့မှမရဘူးတဲ့ပေါ့နော်သူတို့ပြင်ဆရာနာသိမ်းပြီးတော့ဆရာနာရှင်တွေဆက်ဆက်ကအုပ်ချုပ်ခဲ့တဲ့အဲဒီဝင်လင်းမြင်သာမှုတွေနော်တိုးတက်ပြောင်းလဲမှုတွေလူငယ်တွေရဲ့အတ္တိတရားတွေအဖက်ဖက်ကပေါ့ပေါ့အဖက်ဖက်ကပေါ့နော်တိုင်းပြည်ရဲ့လိုအပ်ချက်ပညာရေးကျမ်းမာရေးအစလို့နော်တောင်ဆန်းသူကြီးက၅နှစ်တာမှလော်လီရုံးကန်စူးစမ်းပြီးတော့လူလူကိုကြည့်ပြီးတော့ဟိုချွတ်ချုံကြနေတဲ့စီးပွားရေးဘတ်ဂျက်အနေထားအနေပြီးတော့ဖြစ်အောင်လုပ်သွားတယ်ပေါ့နော်အဲ့တော့တောင်ဆန်းသူကြီးရဲ့ လုံနိုင်စွမ်းတွေမျောမြင်တွေနော်ဒါတွေဟာဒီစစ်ကောင်စီရဲ့တပ်တန်းနဲ့လာလာမကိုမတက်ဆိုင်ဘောနော်စစ်ကောင်စီအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်ဗမာဗမာလူထုကဗမာဒီမာကဗမာတိုးတက်ပြောင်းလဲထတာလည်းမရှိတယ်လို့လူထုကိုအမှောင်ချထားတယ်နော်ဟိုမျက်စိပိတ်နော်နားပိတ်ထားတဲ့အနေထားပေါ့အဲ့တော့ဟိုတန်ဖိုးချင်းလဲစီနဲ့ကြီးလို့ကြွားတယ်ပေါ့နော် 2021ခုနှစ်တကြော့ပြန်စစ်အာဏာသိမ်းမှုအတွင်းမှာနိုင်ငံတော်ရဲ့တာမင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအမှုပေါင်း16မှုနဲ့ပုံမှန်တက်ဆွဆွဲကထောင်နှံ33နှစ်ချမှတ်ခဲ့ပါတယ်။အဲဒီနောက်2023ခုနှစ်ဩဂတ်လမှာတော့အမှုတချို့ကိုပြစ်ဒဏ်လွန်ကျင်းခွင့်ပေးခဲ့တာကြောင့်ဒေါအောင်ဆန်းစုကြည်ဟာထောင်နှံ28နှစ်ဆက်လက်ကြာခတ်မှုရှိနေပါတယ်။လက်ရှိမှာတော့ဒေါအောင်ဆန်းစုကြည်တကြော့ပြန်အကျဉ်းချခံနေရတာက၄နှစ်နဲ့၄လကျော်လာခဲ့ပြီဖြစ်ပါတယ်။ ။ဒါဆန်စုကြည်အောင်1989ခုနှစ်ဇူလိုင်လ20ရက်နေ့ကစတင်ကဆန္ဒရှင်တွေရဲ့ပထမဆုံးအကြိမ်ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရတာပါ။1989ခုနှစ်ကနေအခု2025ခုနှစ်အထိ36နှစ်တာကာလအတွင်းမှာ6ကြိမ်ပြန်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး16နှစ်ကျော်ကြာထိန်းသိမ်းခံပေါ်ရနေနေထိုင်နေခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒေါ်ဆန်းစုကြည်ကနေပြီးတော့အချုပ်ထောင်အတွင်းမှာရှိနေတယ်လို့နားလည်ထားရပြီး ပြင်ပနဲ့အဆက်အသွယ်လုံးလုံးဖြတ်တောက်ခံထားတာကကျမရဲ့ချင်းတွေကိုလည်းမသိရပါဘူးရှင်။